ဒီနေ့ပြောပြသွားမှာတော့ Raban ထားတဲ့ Saber Legion Skin ကဘယ်လိုပုံစံမျိုးဖြစ်သွားတာလဲ။ Skill Effect တွေကဆောင်းဝန်းလန်းလာလားဆိုတော့ကျွန်တော်ဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မြင်ရတဲ့ Skin Display ကတော့မြင်တဲ့အတိုင်းပဲဆောင်းဝန်းလန်းနေ။ပြီးသွားလို့ရှိရင်ဒီကောင်းရဲ့နောက်က background ကိုလည်းတစ်ချက်ပြမယ်ပေါ့နော်။ဆိုတော့ဒီနောက်က background ကိုလည်းခန်းစားကြည့်ရမယ်ဆိုရင်တော့တော်တော်အောင်မှာ Legion ဆန်တဲ့အနေအထားတစ်ခုရောက်သွားပြီ။ပြီးသွားလို့ရှိရင်လည်းသူ့ရဲ့အဲ့လိုမျိုးဆောင်းဝန်းလန်းတဲ့ပုံစံအောင်မှာသူ့ရဲ့ animation ကဆောင်းဝန်းအောင်မိုက်တယ်ဗျာ Legion Skin ထဲမှာ။ ါမှ Legion Second လို့ခေါ်တဲ့အနေထားပြန်ရောက်ပါပြီဆိုတော့ Scale Effect တွေကိုတွေ့ကြည့်လိုက်ရအောင်ဆိုတော့ Billy Second မှာကျွန်တော်ရဲ့ Channel လေး Line Subscribe နေထားပြီပေါ့ဒါဆို Scale Effect ကိုတွေ့ကြည့်လိုက်ရအောင်ပရမောက်ဆုံးအနေနဲ့ Basic Attack Basic Attack ကတော့မြင်တဲ့အတိုင်းပဲအဲ့လိုခုတ်တဲ့အချိန်မှာလုံးဝလက်သေးရာကြီးဆိုလိုမျိုး၃ချက်ပါတဲ့ဟာ Effect ပါတယ်ပေါ့နော်ပြီးတော့တစ်ချက်ခုတ်လိုက်တဲ့မှာအယောင်တွေလက်နေတာကတော့ဒါလူတိုင်းလူချင်းတဲ့အနေထားလို့ကျွန်တော်တင်တယ် Spell 1ရဲ့လည်းမြင်တဲ့အတိုင်းပဲစက်ကြရီးနိုင်ပါတယ်ဆိုပေမဲ့အဲ့လိုခုတ်လိုက်တဲ့အချိန်ကျရင်တော့ Effect အရင်မပါဘူး ဆိုတော့ဒါလက်ခံပြီးလို့ရလောက်ပါတယ်ဒါလေအဲဘယ်လိုပြောရမလဲဆိုတော့အရင်ကြီးတော့မဆိုးပါဘူးဆိုတော့72အနေနဲ့ကိုနည်းနည်းတွက်ကြည့်လိုက်အောင်72ကတော့မြင်တဲ့အတိုင်းပဲသင်္ကန်းပုံစံဖြစ်သွားပါဘောနော်ဒါကတော့ပုံမှန်ပါပဲဒါပုံမှန်ပါပဲဒါဆိုတော့ AD အနေနဲ့ဆိုရင်တော့ဒါပြီးရင်ကြည့်မယ်ဘောနော်စပယ်တွေအဲ့လိုမျိုးသုံးလိုက်တဲ့အချိန်ကျရင်တော့အယောင်ကြီးလက်ပြီးတော့ bronze ဆော့ရင်တော့ဆောင်းအောင်မိုက်တယ်ဒါပေမဲ့ bronze ဆော့လို့ကောင်းတဲ့အထက်မှာ random မပါဘူး brother သင်္ကန်းဆော့ကြတယ်ဘောနော်ဆိုတော့ AD ကိုတွက်ကြည့်လိုက်ရအောင် အဲ့ဒီနေနဲ့ဆိုရင်ပိုင်းလိုက်တဲ့အချိန်ကျဘေးနာပြအဖက်ပါမယ်ပြီးရင်ပြန်ကြတဲ့အချိန်ကျမိုးချိုးပစ်တယ်လို့ခဲအောင်လာမယ်ပေါ့နော်ပြီးရင်ဒီဒီဂျန်စကင်မှာဆောင်းအမိုင်ဝါတကူကသူကကြတော့ဟီယိုးဆယ်ကောင်ခေးပြီးသွားတဲ့အချိန်မှာဖောင်ပြောင်းတယ်ပေါ့နော်ဒီလိုမျိုးအနီရောင်ဖြစ်သွားမယ်အနီရောင်ဖြစ်သွားတဲ့အချိန်မှာစကေးအဖက်တွေပြောင်းလဲဝါလာဆိုတော့လုံးဝပြောင်းလဲအယောင်ပြောင်းသွားတယ်ပေါ့ဗျာအဲအယောင်ဒီကလာတွေချိန်သွားတယ်ပြီးရင်သူ့ရဲ့ပုံစံဆောင်းအောင်အထာကျတဲ့ဘေးတပူဖြစ်သွားတယ်ပေါ့နော်ဆိုတော့ ဒီကတော့ Legion Skin မှာတော်တော်တန်တန်ဆိုရဲ form တစ်ခုရပါတော့ဗော။ Alpha Legion နဲ့အတူတူပဲ Alpha Legion ထွက်ပြီးနောက်ပိုင်းမှာဒီလို Skin တွေကိုအဲ့လိုနှဆင့်ထားတာတွေကခေစားလာတယ်။ဆိုတော့ဒီ Skin ရဲ့နောက်ဆုံး ID ကိုချက်ရှုလိုက်ပါအဲ့ဒီနေနဲ့ဆိုရင်အရင်တော့ပုံစံမှာ fan နဲ့ပူပါသွားတယ်အညီအောင်ဖြစ်သွားတယ်ပြီးတော့ color ထပ်ပူပါတာကိုတွေ့ရတယ်ဆိုတော့ဒီ skin ကို rating ပေးရမယ်ဆိုရင်ကျွန်တော်7 to 10လောက်တော့ပေးမယ်ဆိုတော့ brother ကို blue ထင်နေဆိုတော့ comment မှာရေးရပါဦးကျွန်တော် channel လေးလိုက် line subscribe နေထားပြီးပါအောင်ခလုံးကျေးဇူးတင်ပါတယ်